အစာပြီးတော့ပဲလို့သူ့ချုပ်ကိုကျူလာနေပြီဗျာ Vision Leo မှာ AD မရှိတော့ဘူးအဲ့အတွက်ကြောင့်သူတို့နေတယ်တခါလေး force man ဆိုတော့ force လို့ရကြတယ် Airway နဲ့ Vega ဘေးနာရှိနေတယ် Ambush တွေအကုန်လုံးစောင့်မိတာပြီ Pathway Internet Cash Cosplay အကုန်လုံးပေးလာပြီပြေးပြီးတော့ထိုးလာတော့3 man လောက်ဒီ Fantastic Zeman for Crowdash ဒီပေးလာ King Flag နောက်ဆုံးတော့သိဆုံးသွားပြီဗျာ Vision Leo ပြန်ရောက်လာတဲ့အချိန်ခုမှာ Airway မှာထက်ချဝိုင်းနေပြီ Mega King by Vision Leo နဲ့အတူပဲဒီလို့တော့တော်တော်ဖက်ကလွယ်တယ်ဆိုပေမဲ့လေကျွန်တော် Backline ကတော့ပြီးတော့ထားမှာဗျာ โอเคဒါပဲရှင်မြင်တော့မြင်နေရတိုက်ချွန်စောင့်နေတကယ်စင်းလာတာတော့မှတောင်းချောက်ခရော့ဘတ်တယ်တီပေးတာအောင်မစတိဂျန်ဖို့ကိုတပြန်ပေးဖို့ချိုးစားနေတယ်ကင်ဖလက်ဝင်ပြန်ယူလာနိုင်လိမ့်မယ်ဗျာတော့တော့ကျွန်တော်ဒါပဲရှင်နဲ့တော့ရောက်တော့ရောက်လာနေပြီနော်မရက်တလီကိုရှယ်ရိုးဖောင်နေခေါင်းထိုးလာနေနေပဲရက်စတီဖျူရှင်ကင်ဖလက်ပဲရသွားသေးတာဗျာအဲ့ဒါမှထပ်ဝင်လာဒါမေ့ချ် ရတလီယိုဝင်ဖိုင်းချက်ကြမှာကင်ဖလက်နောက်ကိုရှောင်ပြနေတော့မသေးသေးဘူးဟိုနောက်မှာအေးလို့ထွက်ဝင်လာမယ်ရှင်စပြီးတော့ကြရတယ်ဂျူလိုရဲ့ပစ်ချက်တွေတော်တော်လေး damage ထွက်နေခဲ့ပြီဗျာသူတို့အနေနဲ့ဖိုင်ဆိုင်ထားခဲ့တယ်ဗျာလက်တွန်း not find the position ဖြစ်သွားနိုင်မလား high ground attack ဤချတာဖြတ်တော့မြောက်တာပြီရှင်ဤတော့ငကဖြတ်ချတာအချိန်မှာ tap ချုံမှပြန်ကြရတယ်ဗျာ one for one trade ဆိုမဲ့လည်းမ crack ပြတ်ထိုးတိုင်းတော့မှအေးလွင်မှာထက်ကြဝိုင်းတယ်ဗျ two for one trade ဖြစ်သွားခဲ့တယ်ကျော် loyal chain နဲ့သူ mega tower တလန်းကိုတော့ရရှိဝါခဲ့ဆိုမဲ့ hugh two man down ဝါခဲ့တယ်လက်တွန်းအနေနဲ့ကတော့တော်တော်လေးတွေးကိုင်းနေတဲ့အချိန်အခုမှာတော့ vision ပြန်ပြီးတော့ပေါ်လာတယ်ဒါပေမဲ့ recently ကို n 然后我们这边 Warriors g Pia me 战兵这边我们招到了没有？Kemfle，Javai e o i Elway u o i 兵在打个哪 o u 嘛？Babla o 和 Lina，Elway 那边我们招到了 Three aqui, 嘛，Bwaai，那么战兵 Rotation 这边是 Elway 战兵扮演的，那 b e s t i e p e a c h a r i t e o Elway，aqui, eu 我们挑 e 这边 Win a Crown，Kerradi 这种的 Edgea，i eu 战兵那边我们打的是哪一种嘛？Kumaro，Kiss，这种的 Planine Warriors 打的，那 a m e m f l e 招招到有 Tony 那边，那么来 Elway 这边是扮演的什么？Russell w i l s o n r u Pia m e l l Wilson，也是招到的，那边 Four Now 这 a m e aqui, m f l e aqui, 战兵扮演的哪一 i 那 We're Taiwan Three，那 Bwaai，那什么 Russell Wilson。 ဟီယူကတခါမှာပါဆွဲဆွဲလိုက်ရင်ဆိုင်လာမလား Aura အနေနဲ့ပြန်ပြီး record ထောက်ထားတဲ့အချိန်တစ်ခု OBS မှာလည်း implosion ပြန်ပေးထားတယ် King Flat Electrified V နဲ့ဖြတ်နင်းနေတော့သွေးတော့နဲဟိုတဲ့နေတာတခုမှဂျုံလုံးပစ်ချနေ Blink ဆက်ပြီးတော့ကြာရ Resident Lee ကိုအထဲထိဝင်ပိုင်းနေရဆိုတော့ညလည်း King Flat ရဲ့လက်ထဲမှာနောက်တစ်ကောင် UK ရရှိသွားပြီပဲ Stay နေတောက်ချက် Drop Crow Dash ပြန်ပေးဖို့ထိုးသွားမယ်တိုက်ချွန်တစ်ခွက်လုံးနေလို့မယ်အော်ဝေလုံးတစ်ဖက်ကနေပြီးတော့၄ရောက်ဘယ်လိုမျိုးဝင်ဖြုံမလဲ Stay နေတကောင်အင်းတော့ရရခဲ့တဲ့တိုက်ချွန်ခဲကိုထိုးသွားနေတာတခုမှနောက်ပိုင်း စတေ့ရှင်နဲ့ဘက်လိုင်းကွန်ထရိုးမှာသွားမိနေရဆိုတဲ့အနေထားတစ်ခုမှာတော့ဗဇာနာစီတို့ဟျူကီပေးလာရတယ်ဗျာအချိန်မထိုင်းတဲ့နေရာနေကြလာတဲ့ internet cache damage ရတဲ့မှာ purify မရှိတော့တဲ့ state အနေနဲ့တော့ပြန်လည်ပြီးတော့ပေးလိုက်ရတယ်ဗျာအောင်လဲ first tower တလုံးတော့ platon doctor force နေရဲ့ number 2မဲတန်းပြီးတော့ craftfish ထိုးထားစီနောက်မှာပြန်ပြီးတော့အဲ့ဒါကြောင့်မလို့ platon သူတို့နေတာတဲ့နှစ်ခုလက်လွတ်ခံထားတဲ့အချိန်မှာနောက်ဆုံးတာတဲ့အရန်တော့အရေးကြီးတယ်လောစမှာ a လောထမ implosion ကို flick ကနေပြေးဖမ်းတယ်အဲ့နောက်မှာတော့ပါလာခဲ့တဲ့နေရာတစ်ခုမှာ ပထမအနေနဲ့ဝီဗီဖစ်ထိုးပေးတယ်ရှင်းရလောကမသေးသေးဘူးပစီဖူရှင်ရအောင်မလားကင်ဖလက်ကတော့တာတေရရှိခဲ့အနေအထားတစ်ခုမှအေးလို့နောက်ကဘတ်လိုက်လီနာကိုဝင်ထိတာစစ်နေတော့အကုန်လုံးကြားရပြေးထွက်လာနိုင်သေးတယ်ဗျစစ်မသေးဘူးရက်ဇလီယို ရောက်လာနေတဲ့အချိန်တစ်ခုမှာတော့ Hiyuki နှက်ကောင်မပြန်ပေးနိုင်ရင်တော့နောက်ကိုတသိန်းလုံးတော့ဆိုရှင်အသာစီယူထားတယ်တော့ Tapton position တိ Elbow shift play ကတခါလေးပဲတယောက်တည်းကိုဖျက်ဖို့တဲ့ကြိုးစား Ethan Cash Cross Black Master K တိမ့်ပဲလို့သွားသူ K flat တောက်လျှောက်လိုက်ပြီးနေလာတယ် Demon Force ထောင်းလာတဲ့ Glacier ကြားမှာ Kaelis P Juno တိမ့်ပဲလို့သွားနေပဲ Doom down ဝါတဲ့ YG ဒီလောက်ယူဖို့တော့တော်လေးခက်ခဲသွားပါပြီဗျ YG ဒီလောက်လူဖို့တော့လွယ်မှာမဟုတ်တော့ Rhythm Leo ကတော့ဆန်းကြည့်နေတဲ့ပုံစံမှာ stage မှာဖို့တဲ့ပြန်ပေးနေတဲ့ Rhythm Leo Juno ဝတ်ထမ်းမှာတိမ့်ပဲလိုက်သေးတယ် Rhythm Leo နောက် ကောင်သုံးအောင်ဒီမှာတက်ယူထားနေတယ်မနောက်တဲ့ကင်ဖလိတ်မှာထပ်မသိဆုံးနေရင်းနဲ့ပဲ YG သူတို့ဘာကြီးလုံးလုံးရနေသေးလဲဆိုတော့အကောင်ဆုံးသိနေခဲ့တာဗျာ What a play 3 man တကယ်နောက်မှာ Alliance ရှိတယ် Warfare ကမှာနှစ်ကောင်နောက်မှာ Shinflick ကနေမှာ Wave Damage တကယ်လောက်တာစစ်တောင်းချောက်ပေးရတဲ့ Damage မှာ Explosion ပေးပေးမှာမလောက်တော့ဘူးဗျာစစ်တောင်းချောက်တွေပြက်ခွဲနေနေတယ်တမမဝေးတကောခေထားတဲ့အေးလုံးမှာထပ်မသိဆုံးနေရင်းနဲ့ပဲနောက်တဲ့တကောင်ကိစက်ကို share တော့ခင်းနဲ့ထပ်ဖိုင်းလိုက်တဲ့အချိန်တခုမှာတော့ YG ိုင်မန်တင်ဝိုက်ကိုထပ်မဖန်ဒီလိုက်ပြန်ပြီဗျာတကယ်ကောင်းတဲ့ initiating တကွမှာနေကျွန်တော် WG ရန်ကုန် Gladiators အနေနဲ့ game number 2ပါ GU ဆိုတာ defy မှာတော့ကျွန်တော်9အယောက်လုံးလာဆိုင်နေဒီမှာမှာတော့ကျွန်တော် Fanny Rebel ဆိုတဲ့ rotation တစ်ခုမှာတော့ရောက်နေတော့မယ်ဗျာအဲ့တော့ကျွန်တော်တို့တော့တာတယ် mission မှာမှာတော့ကျွန်တော် Fanny နေနဲ့မြင်ထားနေတဲ့ Barrier Distribution ဘယ်တည်းထွက်လာမလဲ Fanny ကိုရောက်လာနေ Barrier Distribution ကျွန်တော်ကြည့်ရမယ်ဝယ်ထားပဲရသွားသေးတယ်အဲ့ဒီမှာတော့ခေါင်းတို့ Fanny နဲ့ fans ကိုတောင်းချောက်ကတ်တလုံးနဲ့ထပ်ဖြုတ်လိုက်ရင်ဘီယူကီတကောင်တော့ရရှိခဲ့တယ်ဗျာ။ဒီနေရာမှာတော့ဂျာညက်ဝါရဲဟီရိုကီတကောင်တော့ကျွန်တော်တစ်ပတ်ကနေပြီးတော့ခန်းဒိဗိုက်လို့သွားခဲ့တယ်ရလိုက်တာလေခုဂျာဂျာညက်နေနောက်တဲ့တကောင်မှာထပ်ပြီးတော့ဆုံးသက်ဖို့ကြိုးစားနေရဲ races ပါထက်တောင်းဝိုင်းနေပဲဒီနေရာမှာတော့2 man down ပဲတခုတော့တကောင် University ရဆိုင်လိုက်ရပြီးဖြစ်ပေါ်ရေး KTG ကိုမထရိုးဘောက်ဆွဲတော့ခေါ်ထားသေးတယ်ဗျာ Redivision ပောက်ဖို့တဲ့ Warder နားမှာရှိတယ်ခန်းပြေးပြီးတော့ဝင်လာပြီ Fan line ရှိဖို့တဲ့3 out distraction လဲအောင်ပြန်ပြီးတော့ Samsung ကာရာဘီ is Fan line နဲ့မပြေးပြီးတော့ချိန်ပြီးတော့ဆိုမလား Warder ဒါတေရောက်အောင်ယူသွားရပြန်လေပါ evolution one မလို့ဒီထိန်းသားကျွန်တော်ဘက်ကပြန်ပြီးတော့ခေးပဲကြားထဲမှာ resist ကောင်ထပ်မံပြီးတော့ down wire ပဲ van ကိုပဲရလိုက်ပြီး down wire flick က five flick ကတော့ပြန်ပြန်ပတ်တယ်ဗျဒါမှမဟုတ်တော့ welder dash ကိုဝိုင်းဝိုင်းနေတာတခုမှပြန်လေရောက်လာစစ်ပီးရပစ်ချက်လေးတူပဲ five မှာ down wire နေပဲ five man team what low ကျွန်တော်ဒီ million second million megatron တွေကိုခေါ်ပြီးတော့ရှင်းသွားတဲ့အပိုင်းနေပြီးတော့လို့ရှင်း damage တကယ်ယူသွားတဲ့အပိုင်းရပါတော့ကိုရဲ့ evolution မှာနှစ်ကောင်ကြီးပေးလိုက်ရဲ့နဲ့မနောက်မှာ moss ကတောက်လျှောက်တဲ့ free attack ထုဆိုတော့ nico ရဲ့ swarm sound တွေလည်း damage ရောက်ဖို့တော်တော်လေးများနေတယ်ဘယူကတကောင်ဖန်းဆက်ကြတယ်လီယောင်းနဲ့ defend မှု DGU ထပ်ပြီးတော့ကြိုးစားပါအောင်မယ်ကဲဒီနေရာမှာတော့ ZP ပြစ်ချက်နဲ့အတူပဲနောက်တော့ Ace ထပ်ပြီး Arrow Hand နဲ့ပေးသားသေးတယ် Pipeline နဲ့မကန်ပြေးပြီးတော့ Tira 5မှာကြာပိုင်းနောက်တဲ့ကောင် Wall Up ထပ် down line နဲ့ပဲ form down ဘယ်တဲ့တစ်ခုမှရအလေမရှိနေသေးတဲ့ Raze တကောင်နဲ့ကာဖို့တော့လုံးဝမဖြစ်နိုင်တော့တဲ့အဆုံးမှာ Game number 1ဒါကော University ရှောင်းနေလို့သွားနေတယ်ပဲ Medicine နိုင်ရရှိလို့သွားခဲ့ပြီပဲလာနေပြီတော့မှလည်း Forsa ကနေတော့ပြန်ထောက်ဖို့တော့ကြိုးစားမယ် ါပေမဲ့တို့ရောမလွယ်ဘူးပြကျွန်တော်တို့ဒါတကယ်လေးနောက်ကျသွားမလားဝဲလ်တာရောက်လာခဲ့ပေမဲ့လည်းမရတော့ဘူးကူကလာတန်းထောက်ထားရဲ့ချားမှာတော့ဝဲလ်တာထမသေးဆုံးရှေ့မှာဝင်သွားခဲ့တဲ့အချိန်တစ်ခုမှလည်း ace နောက်တစ်ကောင်လိုက်ဝဲထပ်ပေးရအောင်မလားနောက်တော့ပြန် for ပထားရင်းတယ်ပဲဝဲကသုံးပြီးပြန်ဖတ်တို့ can အနေနဲ့ကလည်းသူနေ dash ပြန်သုံးလို့လိုရတယ်ခွန်း sacrifice ပြီးတော့ပဲပြေးဝင်သွားခဲ့တဲ့ဂျားထဲမှာ feather air strike မှာပြန်သုံးနိုင်တယ်ပဲ demon force အကောင်းဆုံးတောင်းခံနိုင်ဆိုနေနောက်ဆုံးတော့သူကိုယ်နဲ့ပြန်ပြီးတော့ပေးဆက်လိုက်ရပြီဖြစ်ပါတယ်စဉ်းစားထားခဲ့တဲ့ van ရဲ့ damage တွေဒီလေဒီချိန်မှာမလွယ်တော့ guardian အပျော်ရန်တော့ဖြစ်သွားခဲ့ပြီဟိုးနောက်မှာလည်းကျွန်တော် speed studio aim ကိုစူးစမ်းနေနေပဲ ace ကြောက်အောင်မလား speed studio ပြန်တော့ပြခွဲထားတယ်လောက်ရိုက်ဘက်ချင်းနဲ့ဝင်လာပြီဖိုးရဲမှာလက်ထောက်ထားနေနေပဲသုံးရအောင်လုံးထက်ကြနေတဲ့အနေထားတစ်ခုမှာတော့ DGU ဟိနေပဲတမမှာတော့ DGU တသိန်းလုံးဘေးဆဲမှာလော့ကတ်ခံထားပြီဗျာอืมဆိုတော့မင်းလိမ်းမှာမဲခရှိရလည်းမရှိတော့ Kufra Traver Trare အကောင်းဆုံးလုံးပြနေပဲ rotation dispatcher မှာ2 meter down နံပါတ် A ဆိုကောင်မထပ်ပြီးတော့ level 5 beach နေငံတော့ Wolfra dash ကြားတယ်မတော်ဖြစ်တဲ့ damage တွေတဲ့ကံပြန်လဲပြီးတော့ချက်ရှုံးလို့သွားနေပဲ1 for မဲလောတယ်တော့ Eagle ထမမှာလည်း Deep Draw ဖြတ်တိုက်ဖို့ကြိုးစားနေ Deep Draw ဒီ cross ရဲ့ durability ထားထဲမှာတော့ UK ကမရသေးဘူးအဲ့မှာတော့ Deep Cross စပီချာနေတယ်ဗျ OP ကျွန်တော်ကိုတပြန်ပေးဖို့စူးစမ်းနေသေးတယ်ထွက်မှလည်း Tbro အနေနဲ့ဟိုးနောက်ထပ် CK ကိုအိမ်ဖို့စူးစမ်းမယ်လည်းမလွယ်သေးဘူးရယ် Yui နောက်အသားလေးပြန်ဖက်နေရရင်းနဲ့ CK ဒါပေကေးဒီကပိုင်ဆိုင်သွားပြီ OP ရဲ့ damage ကြမှာနောက်တကောင် Yui ဝရအောင်မလားတစ်ချက်လုံးနေရင်းနဲ့ဗျနောက်ထပ် Dabakee ဒီပါ OP ပိုင်ဆိုင်နေတယ်ဗျလေးကောင်အထိပါ တင်7ရရှိခဲ့တာဗျာမိတ်ဒမ်မတီလာချယ်ရီချူဒီတကောင်ပဲကျန်တော့တယ်ဗျာဂျန်ကလာလည်းပေးလိုက်ရသူဂျန်နဲ့တင်းမဲ့4ရောက်လို့ဒီထောင်းသွားခဲ့တဲ့ပလာတီအနေနဲ့တော့ဒီလော့ကို focus လိုက်ဖို့သွားပြီးတော့ပဲပေးရတော့မယ်တေးကြတဲ့ကျော်တစ်ဖက်က TKD retribution မိုင်းမှာ ground လဲနေခဲ့ဆိုပေမဲ့လေကျော်တစ်ဖက်မှာဂျန်ကလာမရှိတဲ့အရာကိုခွင့်ကောင်းယူပြီးတော့ဒီလော့ကိုတင်း7အနေနဲ့ရရှိသွားပြီးတစ်ဖက်က perfect buff ကိုပါ ချမှတ်ပြီးတော့တိုက်တော့မှာ Cherry Judy တယောက်ထဲထဲကတော့ဘာမှလုံးလို့တော့မရဘူးတော့ Better Team Fight ဒီမှာတကယ်ကို Shocker အားကောင်းနေတဲ့ပုံစံတစ်ခုတော့တင်းဆဲဘန်းနေနဲ့ပြတ်တာွားပြီးတော့ပဲသူတို့ရဲ့ Teleportion Drag တစ်ခုမှာ Side Lane တွေကိုသွားပြီးတော့ Pressure ပေးတဲ့ပုံစံတစ်ခုက Paladin နေနဲ့ခံနိုင်ရှိဖို့တော့လိုအပ်လာပြီဗျာဟုတ်တယ်အဓိကတော့ဒါပဲ Pressure ပေးထားတဲ့ပုံစံအရာတော့ Paladin စနေနဲ့တော့တော်တော်လေးဒါ PR များနေခဲ့တာမျိုးတွေ့ရတယ်ပေါ်လန်အောင်တဲ့ Second Turn နေမရှိရတဲ့အချိန်တစ်ခု Milan ရဲ့ Second Turn ကိုပဲ Paladin အများကြီးကောက်ွယ်ရတော့မယ်ယူရီးယားကုန်းချက်တွေဒီလေညူကိုဒီမှာဘလုံးဝကိုတိုးမပေါက်ဘူးဖြစ်နေတာဗျာဟုတ်ကဲ့အဓိက close side တွေပါပြားလဲဆိုမလဲ ATSB short ချနေတဲ့ပုံစံတကူမှာမရဘူးဆိုတော့နောက်မှပြန်ပြီးတော့မ short ကဲ further now တော့ပြီးတော့ကြည်လာသေးတယ် mid foundation မှာကြံခဲ့တဲ့ deep road တကောင်ဖေးလိုက်ရပြီ second tower တဲဝင်ပြီးတော့တိုက်တယ်ဆိုမလဲတစ်ဖက်ကနေပြီးတော့ညူကိုရဲ့ပြန်ပြီးတော့ reflect light ဟီးပြီးတဲ့ပုံစံတွေမှာ teammate တွေဒီကြာရှုံးသွားရခြင်းတော့မရှိဘူးမလဲ tower တော့အကောင်းဆုံးတော့ planning နေနဲ့ကာရိုက်ဆိုမလဲတစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုလဲသေတော်တော်လေးကိုင်းနေဆိုယူရီတောက်လျှောက်တော့ line နေပါသေးတယ် on new code ထပ်ပြီး အင်းခံနေရမယ်မလဲတောက်နေတော့မယ်မသေးသေးဘူးအပေါ်လမ်းမှာလည်းတော့နေထက်ပြီးတက်လာနေတော့မယ်အဲ့ဒါကြောင့်မလို့တင်း7ဘတ်တဲ့ဆိုင်ရင်တော့ဆိုင်လို့ရအောင်မယ်ဗျာမင်းလည်းစကန်ထောင်နဲ့ထက်ယူလိုက်ရင်တော့ Joy Little Vibes တော်ရဲဒီမှာဝင်ပို့ဖို့ကြိုးစားမယ်လေတော့မတွေ့သေးဘူးဗျအပေါ်လမ်းမှာလည်းတော့ HBR တော်လေးနေသွားရင်လည်းတော့ပြီးဆုံးသွားပြီတင်း7အနေနဲ့ Low 5ပြီးသုံးသွားအချိန်တခုမှာ advantages အရာတော့ second tower က3နိုင်နဲ့အတူပဲကျွန်မက်ကတာဝါပတ်ဆက်တွေတော့ရလိုက်တယ်ဗျာအဲ့တော့တန်တယ်လို့ပြောရမယ်နော်ကျွန်တော်ဒီ second tower နေအကုန်လုံးရလိုက်တယ်ပြီးတော့7မိနစ်ကျော်ရတာဖြစ်တဲ့အကြောင်းဒီမက်ကရှိတွေကလည်းအကုန်လုံးက drop ဖြစ်သွားခဲ့ပြီပေါ့နော်နောက်ထပ်ပေါ်နေတဲ့ဒီနောက်ထပ်ပေါ်လာမဲ့ second low ကိုလည်းရရှိသွားမယ်ဆိုရင်တင်းစင်းမန်းတွေဒီထပ်ပို့ပြီးတော့အများကြီးလောက်ွက်တွေထွက်သွားနိုင်တယ်ခုန CK ရဲ့ electric dash တစ်ခုတွေ့လိုက်ရတဲ့ပုံစံတစ်ခုက cherry juice တွေတော်တော်လေးခိုင်းသွားတယ်ဗျာအဲ့ဒါကြောင့် electrifying page ကို step ပြည့်နေ နေလိုက်မယ်ဆိုရင် Cherry Studio ဘယ်တော့မှနေရမှာမဟုတ်ဘူး။ Flicker မရှိတဲ့အချိန်တွေတော့သူ့အနေနဲ့ကောင်းကောင်းကြီးတည်ထားဖို့လိုလာပါပြီ။ဟုတ်တယ်အဓိကတော့ Flicker မရှိတဲ့အချိန်တွေမှာ Cherry Studio တည်ထားဖို့လိုသလို Avatar အနေနဲ့လည်းဒါသူ့ရဲ့ Bazaar Scale 1မ online တဲ့အချိန်တွေမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့အများကြီး careful ဖို့လိုတဲ့တန်ပေါက်ဖြစ်ရှင်ကတော့လမ်းတော့မြင်နေတော့မယ်။ကျွန်တော်ဘက်လိုင်းနေဝင်မလားတန်ပေါက်နေနဲ့ပေါ်တပွင့်မှုတော့ချောင်းနေရပါဗျာ။တစ်ခါမှလည်း Yuko အနေနဲ့တော့အများကြီးတောင့်ပေးနိုင်တယ်ဆိုတဲ့အနေထားတစ်ခုမှာသူ့ရဲ့ durability လည်းသွားဆန်းတက်လို့တော့မရဘူး။ CK ပြန်ချောင်းနေတယ်ပဲတန်းပေါက်ကတော့လည်းလှမ်းထောက်မှုကြိုးစားနေပြီဗျာအေးတန်းပေါက်ဝင်လာပြီ conceiver on ပြီးတော့ cherry duty ကိုလှုပ်ချင်တာဒါပေမဲ့ရရင်ရတဲ့ကောင်တခါလေး shortcut call တိုင်းမှာ left dash electrify beach damage တွေကြားတယ်မှာ avatar was not the protocol မှာထပ်ပြီးတော့ပေးလိုက်ရပြီ mega gear by CK အော်မထပ်ပြီးတော့ OB ပြစ်ချက်တဲ့ဒီ crop ပြန်ပြီးတော့ back မင်းလေးမတက်လာ create own native mega tower တွေထပ်ပြီးတော့ try mode t7 တက်လန်းလို့လာခဲ့ပြီဖြစ်ပါရယ် this တို့က game 1မှာတော့လည်းဟောပြောရင်းနဲ့ပဲကျွန်တော်တန်းပေါက်ချက်ချက်ကြည့်နေမှာဒီ crop အချက်မှာလည်းတန်းပေါက်နဲ့ထောက်ဖို့ကြိုးစားနေမှာလည်း power win ခင်းထားတယ်တော့ back line control CK ဝင်လာတဲ့အချိန်တခုမှတော့ Shuri ပြန်ပတ်ဖို့ကြိုးစားနေတယ်ပဲမရတော့ဘူးပေးလိုက်ပြီဗျာ Laser သုံးပြီးတော့ပြန်ပတ်တယ်ဆိုမလဲမရလာဘူးဗျာထပ်ပြီးတော့ပဲ Batisan ကတော့ပြေးဝင်လာပြီ D Pro နောက်မှ Zinian ကတော့ live ပြီးတော့ကြည်သားသေးတယ်ကျွန်တော် Rapid Live ကသုံးပြီးတော့ပဲတစ်ခါနဲ့ပြတ်ဖို့တော့ကြိုးစားနေရနောက်မှလည်း In fact နောက်ရှော့ဝင်သားသေးတယ် Terrifying ဖြစ်တော့ရှိရင် Kawei ခေးပြီးတော့ Retreat Yori ရအောင်တော့ယူသားသေးတယ်ကျွန်တော်နောက်မှလည်းပြန်ပြီးတော့ New Go ပတ်သွားပြီး Line မပြေးသေးတဲ့နောက်တော့မှ D Pro CK ကိုသုံးတက်နေတယ်မှ New Go ကထပ်ပြီးတော့ရလိုက်တယ်ဆိုတော့ Two Man Down Tadeo ကသိမ့်ပိုက်သွားခဲ့စပြီးတော့ပုံဖော်သလို Tin 7လည်းလှုပ်ဖို့ တော့တော့သူကြံ့ရွယ်နေတော့မဲဗျာကျန်စပန်းမှာတော့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ဒါသူရဲ့ jungle skill အနေနဲ့ကကျွန်တော်ဒါ assassination ဝင်ပြန်ပြီးတော့ focus နေတဲ့အနေထားတစ်ခုမှာအရင် objective တွေဝင်ချနိုင်တာမျိုးရေးကြီးလာတဲ့အချိန်တစ်ခုအရာတော့ flooding အနေနဲ့ first round ကိုရအောင်ယူထားသေးတယ်အဲ့နောက်မှာတော့သမ်းပေါက်ဖျက်ပြထားဖို့ကြိုးစားနေမယ်ယူရီနောက်ကိုပြန်ပတ်ထားတယ် deep cross ဝင်လာနေတဲ့အချိန်တစ်ခု deep draw အနေနဲ့မာဖေးနေတော့မဲ့ထောက်ချက်ကြားမှာတော့ new goal စပြီးတော့ကြရတယ်ဗျာဟိုဒီနေရာမှာတော့ Jordy ဘက်က deep cross ဝင်လာတဲ့ဖက်ဝေးကြားမှာ slow fat meet wide နေပဲ hero kick တကောင်တော့ tin 7နေတယ် 塞肯塔伦，高压了，不要聚焦了，老妹呀。okay，就，大哥，啊，刚才策略就输了，别打呢，给维克多吧。就阿波马西尼，塞肯塔伦老妹，全部都给伊特拉杰尔马。塞根洛，恩帕迪内，Tampa Rollis，维克多维潘，来呢，马蒂罗，Andrei，被抛外，伊帕维亚，Kimio，库里，就，那马蒂米奥被 Jo Rishi，尼尔，马蒂罗，贾瓦伊亚，Newco，Noslen，杰托阿鲁，被抛外，给 Slova，Opie，弗雷卡库，就被 Tampa Rollis，尼尔，马瑞古劳罗，老妹。 နောက်မှာတော့ယူရီဟီယူကောက်ဖို့လိုက်လာနေတယ်ပဲပလာတင်မှာတော့တန်ပေါ်နေတော့ sacrifice လိုက်ပြီเนาะသူဟီယူကမပေးဘဲနဲ့ပဲဒါသူ့ကိုယ်သူပဲတောက်စပါနေဦးမယ်အဲ့တော့ကြောင့်မလို့တင်ဆယ်မန်9ရောက်လုံးဝင်ပြီးတော့တူမလားပလာတင်9ရောက်လုံးအောင်တော့လွန်တော့မှရှိတယ်လောစခေါင်းတိုးလာနေတယ်ဒီ cross damage တွေကလှုပ်ထားမှာဟိုးရှိမှာ lucas ရောက်တဲ့ sacrifice လိုက်ရပြီဗျာ CK ဝင်လာဖို့ကတော့မဖြစ်နိုင်ရင်းနဲ့ပဲ low ရော Paladin လက်ထဲကိုပေးလိုက်ရပါပြီ။ Jungle Lang နဲ့တော်တော်အလံဝင်းသွားတဲ့ချိန်တစ်ခုမှာ New Go အနေနဲ့ဝင်သွားတော့ connection လွတ်သွားတဲ့ပုံစံတစ်ခုပဲဗျာနော်။ကျွန်တော် back လိုက်မယ်ဆိုရင်တော့ပြန်ပြီးတော့ defend လုပ်ရတယ်။ T Pro OB ရဲ့ pitch နဲ့တူပဲတခါလေးပဲကြာသွားခဲ့ပြီ။စတင်ပြီးတော့ပဲ OB ရဲ့ Hero Key ရရှိလို့သွားခဲ့ပြီ။1 for 1 trade ဆိုပေမဲ့လည်းကျွန်တော်တစ်ဖက်မှာရရှိသွားတဲ့ lock တော်တော်များတဲ့ network တစ်ခုကိုပိုင်ဆိုင်ထားတာပါ။ 哦，朱迪，我们派我们朱丹内，OP 突然到里边内，靠，然后我们 OP 马蒂丢，威廉格雷朱迪搞杀家内，那边斯基，威廉格雷朱丹内，那边轮流越踢 cross，他们这几个人老差，我们那边老伙计 impact，这边老将泰内那边张曼奇朱迪纽库塞尔，那边老伙计，咱们包古曼泰亚内那边老伙计，张曼奇朱迪拆 double roll 内，东梅，曼卡汤内，这边领曼泰朱迪那边 throw 一样，冲我们朱丹内拉斯基，他们这几个人特别老差，这边 hold，这边老将 roll，roll，杜兰祖布德拉，布多西诺泰，那边老伙计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 ，那边老 လောက်စားပြီး control ယူဖို့တော့စူးစမ်းနေကြဗျာ CKO ဒါအပေါ်မှာတွေးလိုက်မယ်ဆိုရင်တော့ဒါခါလေး four သွားနိုင်တယ်နော် new four လိုက်ပြီးကြည့်တယ် impact ကနားလိုက်တာ b four ပြောင်းလဲဆိုမလဲ cherry ပြတ်တဲ့ killing speed နောက်တဲ့တစ်ကောင်မှာ tamp out တက်ကြဝိုင်းနေပဲ buffy damage တွေကတော်တော်လေးကိုများနေကြဗျာ back line မှာ CK ပြေးပြီးတော့ creep ဖြည့်ရှင်းလာတော့မယ်ရှေ့မှာလည်းအကုန်လုံး flick ကသုံးပြီးတော့ပြန်ပတ် letter five beach stand နေကြတယ်မှာ CK ပြတ်ပတ်တယ်ဆိုမလဲ cherry duty mega k တိမ်ပိုက်လို့သွားနေမှာ ob နောက်ပတ်ထပ်ပြီးတော့ arrow handing ပေးထားတယ် sky bias stand to t bro import ချပြတ်ထားကြမှာ cherry duty လိုက်ပြစ်ထားတယ် ob လုံးဝမသေးသေးဘူးနောက်မှာ so Silver Jory ရိုကီတိတ်ပိုင်ဝိုင်းနေပဲ Game number 2 Plade ပြန်လည်အနိုင်ရရှိလို့တွားခဲ့ပြီပဲဖြစ်မှာ ဲ့ဆိုရင်သူတို့ကတော့အသာလေးပဲဗျာနော်ဆိုတော့ back line ကိုကြီးဖို့တော့သူကိုပြီးတော့ဝင်လာပြီ manipulation နဲ့ခင်းပြွားပြီနောက်မှ under break ပဲအကုန်လုံးပေးလိုက်နောက်မှ nether rain စေးပေးလာသေးပြာတတရား retribution ပေါ့ဖို့တော့ zian ရသွားပြီကျော်သုံးကောင်လုံးဒီ decrop ပြန်ပြီးတော့ထိမိလိုက်ချင်မှာ the way drop ကိုပါလာပြီ manipulation နဲ့မှအဖာတာသိဆုံးလို့တွားနေမှာ dab game ရရှိသွားပြီ cherry duty တကောင်မှထပ်ပြီးတော့ stamp ပြီးတော့ကျူးစားနေမှာ stand me why နဲ့ပဲ ck ပြန်သေးတယ်မှ cherry duty လည်းပဲပြန်ပြီးတော့ force ဖို့တော့ game နဲ့မှ2ကပုံစံတိုင်းပဲ million tower ရုံးမှာကျော်တန်းပေါက်ပြန်တော့ရောက်လာပြီ fatal lap ပဲပေးပြီးတော့ tower only cherry duty ပြခွဲ နေနေပဲရသွားပြီနောက်မှလည်းပြန်ပြီးတော့ Cherry Judy ဖတ်သွားတယ် Nether Ray ၃နာရီနောက်မှ Death Sonata Rose Ruby အကုန်လုံးဝင်လာနေပဲတပ်ပေါက်ဘယ်သူကံမလဲဆက်လက်ပြီးတော့ချောင်းနေရောဒီ Crow ပြန်ပြီးတော့မရှိလာပြီ Guardian ပြန်ရှောင်းဝိုင်းနေပဲတခါလည်းမသိဘူးဗျဒါပေမဲ့ Avada တကောင်တော့ End Story ပဲဒီ Death Sonata OP Call လိုက်ဒီမှာအော်ကုန်ပြီဗျတကယ်ကိုများပြားတဲ့ထဲမှာ Outpost တွေထုံနေခဲ့တယ်လို့ Hiroki အရာကလည်း လော့ဖိုက်ကိုတော့လာပြီးခေါင်းတို့ကိုကြည့်အောင်မယ်တီပြောလဲရှိတယ်။တန်ဘောပလေကားနဲ့ပတိုင်းချန်ဆောင်းမိကန်ထားတယ်။ကာရီယန်လန်ကိုနေသာရဲနဲ့တသိန်းလုံးပြေးတဲ့ပြီးဆိုင်တဲ့ဘတ်တဲတစ်ခုမှာတော့လော့ကတော့ HP နည်းနည်းပဲကျနေတယ်။အဲ့မှာနီကိုရဲ့ဒမ်မေ့ကတော်လေးတော့များတော့များနေမှာဟိုးတော့မှချယ်ရီချူတီဘက်လိုင်းဝင်ပြဖို့ကြိုးစားရမယ်လေ။တန်ဘောနဲ့ထပ်ထောက်ဖို့ကြိုးစားထားသေးတယ်။မရလိုက်ဘူးဗျာ။နောက်မှဒီခရော့စ်ဝင်လာတဲ့ချိန်တစ်ခုမှာတော့ချယ်ရီချူတီတောက်ချော့တော့ပြက်ခွဲထားတော့မှာပဲ။ချယ်ရီချူတီတကယ်ကိုဘက်လိုင်းဝင်ပြီးတော့ကြည့်ပြတဲ့ချိန်တိုင်းတော့ခုမှ OPT Pro နဲ့သွားပြီးတော့ထိတဲ့တွေ့နေပြီးပြန်ပြီးတော့ Unbreakable ပဲ။အနေနဲ့သွားပြီးတော့ Mini ရဲ့ by OP now that the go Jerry Judy Pick Quenny Nebby Dumbo Don't Show Like Bean and OP Mini စားပေးရမလားလက်စကြပါ OP စားပေးဦးပါသိပ်ပိုက်ဝိုင်းနေပဲ MS 2025ရဲ့ပရမောင်းဆုံးစားပေးကို regular season we want day number 2မှာရရှိလို့သွားခဲ့ပြီဖြစ်ပါဖလာဒီဘက်ကပို့ပြီး pressure များတယ်ဗျာဟုတ်တယ်လောက်တော့စားပြီး try နေနေပဲ CK တော့ချက်တမ်းပြီးတော့ပြေးလို့မတီးဘရောနေသူရတော်လေးနေသွားပြီအဲ့မှာ new code တောက်ချက်တွေ like တော့ကြည်ထားရုံးမဲ့ guardian ကိုလိုက်ပြီးမဲ့လေတယောက်တည်းပဲမိသွားတာနောက်မှာတန်းပေါက်နေတယောက်တည်းပဲတီးခံထားတယ်နေသမရင်တော့ခင်းထားလိုက်တယ် ဘက်မှာတော့တင်းဆယ်ပဲအတင်းပွဲချမ်းမှုတော့ပြီးတော့တက်လာနေပြီနောက်မှာတောင်းချောက်ဖြစ်နေဖြစ်ချင်တာ OP ဒါဘက်ခေနောက်တစ်တကောင်ပြခွဲမချိုးသားနေတယ်အပါတပါထပ်မှကြာချုံသွားပြီနောက်တစ်ဂျူရီ CQ ဘိုက်တော့မချိုးသားမှာလေ Shadow Found ဖြစ်နေတယ်ညူကိုတောင်းချောက်တွေလိုက်ကတ်ထားတဲ့ကြားမှာတော့ Cherry Judy ပြန်ပြခွဲမှုစူးစမ်းနေရင်းနဲ့ပဲတကောင်နဲ့ပဲကျန်ကန်ဒီဆက်ဆက်ဖြစ်သွားတဲ့ plot တွေ cherry judy online သွားပြီး force နေရယ် speed of destruction ကိုအကောင်းဆုံးလှလှပပပြတ်တာဝိုင်းနောက်မှာတစ်ဖက်ကဂျန်ကဲလာဟိုပါ ck ကိုတိမ့်ပိုက်လိုက်ရင်နောက်မှာတော့ဒီလော့ကိုသွားပြီးတော့လူးနိုင်မှာမလားကျွန်တော်၂ယောက်တည်းပဲကျန်တော့တဲ့အခြေအနေတိုင်းတာတစ်ခုမှာ avatar ပြန်ပြီးတော့ဆွဲခေါ်တာဆိုမဲ့လော့ကတော့လုံးဝမရတော့ ob ပါတိမ့်ပိုက်လို့သွားနေတယ်မ new ko လိုက်ပြီးတော့ပစ်ခွဲလာတဲ့ cherry judy ပြန်ပတ်တယ် we on nature သုံးပြီးတော့ပြန်ပစ်ဖို့တော့စူးစမ်းမ ob လုံးဝမသေးသေးဘူးအကောင်းဆုံး death zone နဲ့ rush to be ပစ်ခွဲနေတော့မတဲဘက် Trevor Gediva, they ran to 20 with another T protocol, but 10 line with Paul Wicking.